ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Better Fish လေးတွေကိုဘယ်လိုတားဖောက်ရလဲဆိုတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။တားဖောက်ကံလေးကိုစားနေငယ်ဘန်နာရဲ့ကြောက်ထည့်ပါမယ်။ငါးအထိနဲ့ငါးမကိုတရက်ပြထားပေးဖို့လိုပါတယ်။ဒါကတော့ဖောက်ထီပါ။ဒါကတော့ဖောက်မှာပါအထီးမှဘယ်လိုခွဲလဲဆိုရင် ဥပိုင်အမဥမပိုင်အထီပါဖောက်ဖို့အသင့်ပြန်လာတဲ့ဇလုံလေးကိုငါထီကိုအရင် stable ဖြစ်အောင်လွှတ်ထားပါမယ်။အဲဒီနောက်မှာငါးမကိုထည့်ပါမယ်။ဒီနေရာမှာကျွန်တော်၃နဲ့ခွက်အစားမှာမိမိကြိုက်နဲ့တက်ရခွက်အကြီးကိုအသုံးပြုပြီးတော့ငါးထီနဲ့ငါးမကိုတညဒုံမုံ24နိုင်ပြထားပြီးပို့လို့ပါတယ်။ ဒီ plastic လေးက၅အထိအတိုက်ထိုးဖို့အတွက်ကျွန်တော်ထည့်ပေးထားလိုက်ပါမယ်အဲ့ဒီနောက်မှာ၅အထိက၅မှာကိုချစ်ရေးဆိုတဲ့နေရာမှာအနှောက်ရှက်မဖြစ်အောင်အဖုံးလေးဖုံးအုပ်ထားပေးလိုက်ပါမယ်နောက်တစ်နေ့မနက်မှာ၅အထိရာချစ်ရေးဆိုပြီးတော့အတိုက်တွေကို special ထိုးပြအဲကျွန်တော်၅အထိကငပြင်းမှာအတိုက်လုံးဝမထိုးထားပါဘူးခင်ဗျာ တညပြထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ငါးမကိုလှုပ်ပေးလိုက်ပါတော့မယ်လှုပ်ပေးပြီးတဲ့အခါမှာကျွန်တော်တို့တို့အတိုက်ထိုးပြီးတော့ဥဥလို့ရအောင်ပေါ့နော်ကျွန်တော်တေချာလေးပြန်ဖုံးပေးထားလိုက်ပါမယ်တတိယမြောက်နေ့မှာငါးမကဥချပြီးပြီမို့လို့ကျွန်တော်တို့ငါးမကိုပြန်ဖယ်ထုတ်လိုက်ပါမယ်ဘက်တာဖစ်လေးတွေကဥကနေအကောင်ပေါက်ဖို့အတွက်အနည်းဆုံး၄ရက်ကြာမြင့်တတ်ပါတယ် သူ့ဥပီနောက်လေးရက်မှငါးကလေးတွေရေစာကူတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဘာသာရှင်ညီကိုများအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။